နှစ်ခုတနင်္လာကိုကျွန်တော် time to shine တုတ်ပြလို့ရတယ်တနင်္လာကျတော့ planning နေရမှာအဲ့တော့ကိုယ့်ရဲ့ planning ကဘယ်လောက်ထိ cover ဖြစ်သွားရလဲဘယ်အတိုင်းအတာလောက်ထိ cover ဖြစ်နေရလဲဒီမှာနောက်ဆုံးအာ plan a မရလို့ plan b c d e f g ကနေ z အထိအဲကိုကဒီဟာမဟုတ်ရင်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 ဒီဟာဆိုတော့အဲပုံစံမျိုးအထိကိုကိုအနေနဲ့အာ plan နိုင်ခဲ့တာလား right တဲ့ချက် marketer တယောက်ဖြစ်နေဖြစ်တဲ့ introvert ကကိုယ်အထက်လူကြီးရဲ့စီမှာဘယ်လိုမျိုးအမှတ်ယူသင့်လဲသူတဲ့ corporate မှာရောဘောနော်တဲ့အဲ့တော့အဲဘလို့ okay အမှတ်ယူတယ်မယူဘူးဆိုတာတက်ကိုလေဘယ်လိုခမလဲကိုယ့်ရဲ့ဟို time to shine ပေါ့နော်ကိုယ်ဘယ်နေရာမှာအားတာလဲဘယ်နေရာမှာအားနေလဲဆိုတဲ့ဟာကအဲနှစ်နေရာမှာအဓိကမြင်ရတယ် ပထမနေရာကျတော့အဓိကဟို corporate တွေမှာကျတော့အများဆုံးအပြင် marketing agency နဲ့တွဲလို့ရလေရှိတာပေါ့ဆိုတော့ operation တော်တော်များများ marketing agency နဲ့တွဲလို့ရတာများတယ်ဟို math တစဉ်တို့ဒီမှာဟို agency ရှိတော့မသိဘူးဒါပေမဲ့ agency အာ agency တွဲရတာများတယ်ဆိုတော့ဟိုပုံမှန်ကတော့ကျွန်တော်တို့ corporate တွေမှာဒီ digital marketing manager စေအနေနဲ့က နှစ်ခုနှစ်နေရာကိုကျွန်တော် time to shine တုတ်ပြလို့ရတယ်။တနေရာကျတော့ planning နေရာမှာအဲ့တော့ကိုယ့်ရဲ့ planning ကဘယ်လောက်ထိ cover ဖြစ်သွားရလဲ။ဘယ်အတိုင်းအတာလောက်ထိ cover ဖြစ်နေရလဲ။ဒီမှာနောက်ဆုံးအာ plan A မရလို့ plan B C D E F G ကနေ Z အထိအဲကိုကဒီဟာမဟုတ်ရင်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 ဒီဟာဆိုတော့အဲပုံစံမျိုးအထိကိုကိုယ်နေနဲ့အဲ plan နိုင်ခဲ့တာလား right တဲ့ချက် ဟိုနှစ်ချက်ကကြတော့ကျွန်တော်အရင်တော့အရင်တော့ဆိုတာဟိုခေါ့မလဲ even samsung ရောက်တဲ့အထိကိုကျွန်တော်အားနည်းအချက်ကကြတော့ကျွန်တော်ရဲ့ AD အချိန်မှာအားနည်းအချက်ကပါလဲဆိုတော့ communication မှာဟိုကိုက plan ဆွဲနိုင်တယ်ဒါပေမဲ့အဲ့အချိန်မှာကြတော့ကျွန်တော်ဟိုကိုရဲ့ plan ဟိုလူနာလဲကျွန်တော်မပြောတယ်ဟိုအရန်ရှင်းပြရတဲ့အချိန်မှာပါတယ်တဲ့မလားအဲ့တော့အခုတိောက်မှာအရန်ရှင်းပြရတဲ့အချိန်မှာပါနေတော့မှာပါတယ်အဲ့တော့အရန်ရှင်းပြရတဲ့အချိန်မှာပါတာဆိုတော့ အဲ့တော့ဟိုတိုတိုနဲ့လိုရင်ကျွန်တော်ဟိုမန်ဒာဆမ်မအိုင်လင်းဆိုလို့ကျွန်တော်ခဏခဏပြောတာဟို LS Kai เนี่ยအရင်ဟို grandmother story စသိပြောတာပဲဆိုရယ်ပုံစံဟောလေဆိုတော့ဟိုအရင်ရှင်းမဲ့တဲ့ထဲမှာပါတယ်ငငယ်ကလေးကဟိုသူတို့နားမလည်မှာဆိုလို့ရှင်းပြတာဟိုကျွန်တော်ဘက်ကပြောပြသူတို့ကနားလေတယ်ကျွန်တော်ရဲ့3-5ဆလောက်ကိုဟိုကြုံပြီးတော့မြင်နေရတဲ့သူတွေဆိုတော့အဲ့တော့ ဟိုအဲ့ရပါတော့အဲ့တော့ planning ရဲ့တည့်ချက်နှိမ့်ချက်က presenting ရဲ့အဲ့တော့ presenting skill က immediate လိုအပ်ပါတယ်အဲ့တော့ presenting skill ဖြစ်သွားပြီးတော့ကျွန်တော်တို့အခါတော့ဟို negotiation တွေပါလေအကုန်လုံးလုပ်ပြီး execution တွေပါလေလုပ်ပြီးအချိန်မှာတတိယဟို reporting skill ကျွန်တော်တို့ immediate လိုပါတယ်ဘာသောဟိုကိုယ့်ရဲ့အချက်လူကြီးတို့ရ introvert တော့ extrovert တော့ ambivert တော့ကျွန်တော်မပြောဘူး ဒါပေမဲ့အထက်သူကြီးဘာလို့ခြင်းလဲဆိုတော့ကိုယ်တည်းသိတယ်ကိုကဘယ်ဌာနကကိုယ့်ရဲ့ boss ကို report တင်ပါလဲ sales ရဲ့ HOD နဲ့ marketing ရဲ့ HOD နဲ့ဒါမှမဟုတ်ရှင် country manager country director နဲ့ logen နဲ့ညင်ခြင်းနဲ့ metrics တွေညင်ခြင်းနဲ့ insight တွေမတူ right အဲ့ဒီဟာတော့လက်ခံမထင်ပါဘူးဆိုတော့ ကိုကအထက်လိုဂီတရားကို report လုပ်အောင်မယ်ဆိုလို့ရှိရင်သူ့ရဲ့အပေါ်မှာဘယ်သူရှိရလဲသူကရောဘယ်သူကို report လုပ်နေရလဲဆိုတော့ကျွန်တော်ဆိုအများနဲ့ကြည့်ရအဲ့တော့သူ့အနေနဲ့ကျွန်တော်ရဲ့အထက်လူကြီးအနေနဲ့သူ့ရဲ့ boss ကို report လုပ်တဲ့အချိန်မှာသူ့ရဲ့ live ကိုကျွန်တော်ဘယ်လိုမျိုးလွယ်သွားအောင်လုပ်ပေးရမလဲဘယ်လို number စီကိုကျွန်တော်ထည့်ပေးရမလဲဆိုတာတော့အများကြီးတွေ့ရတယ်။အဲဆို ကျွန်တော် boss ကသူ့ရဲ့ပေါ့ကျွန်တော်ရဲ့ supervisor ကသူ့ရဲ့ boss ကို report လုပ်တဲ့အချိန်မှာလွယ်နေရဆိုလို့ရှိရင်ကသူက right ဟိုကျွန်တော်အရင်ချက်တိုင်းအဲ့အချိန်မှာဆိုတော့သူလိုချင်တာကိုသူလိုအပ်တာကိုကျွန်တော်အနေနဲ့ marketing ကျကျွန်တော်ရဲ့အပိုင်းကနေကျွန်တော်ဖြည့်ဆည်းပေးနိုင်တဲ့အတွက်ကြောင့်အဲ့တော့ sales head ကိုလည်း report တင်ရတယ်ကဒါတိုင်းဆိုလို့ရှိရင်ကျွန်တော် cross department တွေ report တင်ရတာရှိတာဟုတ် right ဒီမှာ sales side ကို report တင်ရတယ် marketing side ကို report တင်ရတယ် country director ကို report တင်ရတယ် CFO ကို report တင်ရတယ်စားရစားရစားရတာတွေဒီတော့အခု level up ရဲ့ founder ဖြစ်နေတာတော့မကျွန်တော်ရဲ့ G group group CEO တို့ CFO ကို Michael တို့အဲ CGO ကို Steve တို့ကျွန်တော်ဒီမှာဒီကကျွန်တော် CEO ကိုဝင်းတို့ကျွန်တော် report ပြတင်နေကြပြီးတော့ ဟို report ဟိုကျွန်တော်မြင်တဲ့ report ဆိုတာ just FYI အရင်ကကျွန်တော်တည်တည်နေကြဆိုတော့အဲ reporting က to decision ချဖို့ဒါမှမဟုတ် သူ့ရဲ့ boss ကို သူ့ရဲ့ supervisor ကို report တင်လို့အတွက်ကိုသူ့ဘာဘယ် number လေးဘယ် insight လေးอ่ะတော်တော်နဲ့လိုရင်ဖြစ်အောင်လဲဆိုတာမျိုးသိရဆိုလို့ရှင်က done right အဲ့တော့အဲ့လိုမျိုးလေးကျွန်တော်တို့လုပ်ပေးနိုင်တယ် ဲသိသိတယ်ဆိုလို့ရှိရင်ကအများကြီးပုံပြီးအစီအပြေပါပါလိမ့်မယ်